ခဏချင်းပါအဲ့တော့ဒီတစ်ခေါက်မှာတော့ unit 9ကိုရောက်လာပြီပေါ့နော် unit 9 grammar JLPTN 5 grammar ဖြစ်ပါတယ်ဒီ unit 9မှာဆိုရင်တော့အာဒီစရိုလေးလာမှာက grammar ပုံစံဒီမှာပြထားတဲ့အတိုင်းပဲ9မျိုးရှိရဲ့နံပါတ်1ပုံစံနေပြီးတော့စပြီးတော့ကြည့်သွားမယ်ပေါ့နော်နံပါတ်1က noun က sukidas ဆိုတဲ့ပုံစံအဲ့တော့ ga sukidas suki ဆိုရဲဒီအတိတ်ပဲကကြိုက်တယ်ပေါ့အဲ့တော့ဒီ noun နေရာမှာကျတော့အမျိုးဖြစ်လို့ရအောင်မှာဆိုရင် pen ကြိုက်တယ်ဆိုလို့ရှိရင် ringo က sukidas ဖြစ်မယ်ပေါ့နော် အာတကယ်လို့အာမထားပါတော့အာကဲမိုတိုက်တယ်ဆိုလို့ရှိရင် Keki က Suki Des ဆိုပြောဖြစ်မယ်။နောက်ထပ်ပုံစံကကြတော့ Ga Josu Des Tore ဆိုတဲ့ပုံစံ။အဲ့တော့ဒီမှာလည်းအလိုပဲခုနကတော့အလိုမျိုးပဲ Suki Des မှာတော့အလိုမျိုးပဲဒီ Ga ရဲ့အရှိန်မှာကိုအထူးပြုကျင်တဲ့ဘာကိုကြိုက်တာလဲပေါ့နော်။ဆိုတော့အထူးပြုကျင်တဲ့ Now စကလုံးကဒီမှာလာဝင်မယ်။နောက်တစ်ခါ Wakari Mas ဆိုတဲ့ပုံစံနားလေတယ်ဆိုတော့အာ အတော့နော်အဲ့မှာဆိုလည်းအလိုပဲအထူးပြုစင်တယ်ဘာအောင်နားလဲရလဲဂျပန်စာနားလဲတယ်အင်္ဂလိပ်စာနားလဲတယ်စသဖြင့်အထူးပြုစင်တဲ့ subject စကားလုံးကဒီကရဲ့အရှိနောက်နေရာမှာလာဝင်မယ်နောက်တစ်ခါပိုင်ဆိုင်နေဆိုရဲ RD mass ရှိတယ်ပိုင်ဆိုင်နေပေါ့နော်ဆိုရဲတော့နော်ကို့မှာဘာပိုင်ဆိုင်လဲဒီမှာဆိုရင်ကို့မှာကားပိုင်နေအစင်ခရူမာက RD mass ပေါ့နော်ဆိုရဲတော့နှုံမျိုးသုံးတဲ့ပုံစံဖြစ်တယ်။နောက်ဆုံးသုံးလုံးလေးရတော့စာကြောင်းလေးနည်းနည်းရှိရတဲ့အတွက်ကြောင့်မလို့ဒီ chapter 9ပေါ့နော်ဒီ unit 9မှာဆိုလို့ရှိရင်အာ ရေးကြည့်ရဲ့တုံတုံလို့ပြောလို့ရတယ်ပေါ့နော်မှ unit 9တခုလုံးပါဆိုရင်တော့အခက်ခဲဆုံးတုံတုံလို့လည်းပြောလို့ရတယ်ပေါ့နော်အဲဒီမှာဆိုရင်တော့ desk ခါရခါရဆိုရယ်တုံတုံလေးခါရဆိုတာက အာတခြားအတိတ်ပဲလဲရှိပေမဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့စာကြောင်းဆက်ထားတယ်ဒီအာဆက်ဆက်တဲ့ဒီတမန်တော်အနေနဲ့ပေါ့နော်မြန်မာမြန်မာတရားဆိုတော့တမန်တော်လို့ပြောတာပေါ့ဒါစာကြောင်းနှစ်ကြောင်းကိုဆက်ဆက်တဲ့အာ စကားလုံးပေါ့เนาะဒီဟာကိုအာသုံးမယ်ဆိုလို့ရှိရင်เนาะအဖြစ်တော့ကြောင့်သုံးလို့ရှိရင်လို့ဆိုရတဲ့အဓိပ္ပာယ်လို့ပြောလို့ရတယ်ဥပမာဆိုရင်အဲအေးလို့ တကားကိုပိတ်တယ်ဆိုမျိုးပေါ့နော်မိုးရွာနေလို့အပြင်းမထွက်ဘူးဆိုမျိုးပေါ့နော်အဲအဲ့ဒီမှာအဲဒီအရှိကစာကြောင်ကအကြောင်းရင်းဘာကြောင်လဲဒီအကြောင်းရင်းကြောင်အနောက်ကစာကြောင်ကိုမလုပ်ဘူးဆိုတော့အဲ့ဒီပဲမျိုးနဲ့ပြောရတဲ့အခါမှာတော့မို့အရှိကအကြောင်းရင်းကြောင်အနောက်က action ကိုလုပ်တယ်ပေါ့နော်အရှိကအကြောင်းရင်းကြောင်အနောက်က action မလုပ်ဘူးအရှိကအကြောင်းရင်းကြောင်အနောက်က action ကိုလုပ်တယ်စသဖြင့်ပြောရတဲ့အခါမှာအကြောင်းရင်းကမှ noun နဲ့ adjective တွေနဲ့ပြောပြီးတော့ဒီအနောက်က action verb ကကြတော့လုပ်တယ်မလုပ်ဘူးဆိုတဲ့ဟာကို v must v mustn't ဆိုတဲ့ပုံစံနဲ့ပြောလို့ရှိရတယ် ဒါဆိုရင်နံပါတ်1ပုံစံပေါ့နော်နောင်းကစုခိတက်ဆိုတဲ့ပုံစံကြည့်ရအောင်အဲ့နောင်းကိုကြိုက်တယ်ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်တော့အော်ဒီချက်ဒီမှာတော့စာကြောင်း3ကြောင်းအိပ်စံမဲ့ပေးထားတယ်အဲ့တော့ပထမစာကြောင်းကြည့်မယ်ဆိုလို့ရှိရင်ဝါတာရှိဝါယာခိနိခုကစုခိတက်ဆိုဒါ N5 level ဖြစ်လို့ဒီမှာခန်းကြီးတွေမဖက်တတ်သေးဘူးဆိုလို့ရှိရင်ဘေးနားမှာဒီခွင်းထဲမှာရေးပေးထားတယ်ဟီရာကနာစကလုံးလေးရှိရပေါ့နော်အာဟီရာကနာစကလုံးလေးရှိရတဲ့ကြောင့်မလို့ဟီရာကနာစကလုံးစူးစမ်းပြီးတော့ဖက်တစ်ကြည့်ပါ အာဒီစရူမာဂျင်းနဲ့တော့မရေးပြတော့ဘောနော်ဘာလဲဆိုတာဒါ unit 9လဲရောက်လာပြီဆိုတော့မာရူမာဂျင်းနဲ့ easy မလို့တော့ဘူးဒီစကလုံးတွေဟာဟီရာကနာကိုဘယ်ဖြစ်ဖြစ်ကာတာခနာဖြစ်ပေါ့နော်ရှော့ရှူဖတ်တန်နေပြီလို့ user ရဲ့အတွက်ကြောင့်မလို့ရူမာဂျင်းမထည့်တော့ဘောနော်ဒီနောက်ပိုင်းအခန်းနေမှာ အဲ့ဒါကြောင့်မို့တကယ်လို့များဒီဟီရာကနာစလုံးတွေမရသေးဘူးဆိုလို့ရှိရင်တော့အာဟီရာကနာခါတာခနာစလုံးတွေကိုတိကျဖတ်တအောင်လုပ်ပြီးတော့မှဟိုဒါကဗီဒီယိုကြည့်ရဖြစ်တဲ့ကြောင့်မလို့ကိုမဖတ်တတ်တဲ့နေရာမှာ pause လုပ်ပြီးတော့ဖြည်းဖြည်းချင်းဖတ်ကြည့်လို့ရှင်လည်းရရလေနော် အဲကြောင့်မလို့မျိုးစူးစမ်းပြတော့ဖက်ကြည့်ပါဖက်ကြည့်ဖက်ရင်ဖက်ရင်နဲ့မြန်လာလိမ့်မယ်စလုံးပါလေဖက်ရတာအဆက်ဆက်တရားမြန်လာလိမ့်မယ်ပေါ့နော်အာတကယ်လို့အာဟိနာကနာခန္ဓာခန္ဓာရပိသားလူကလည်းအာခန်းကြီးရေလိလာနေရလို့ရှိလို့ရှိရင်ဒီခန်းကြီးစာကြောင်းတွေ့ကြည့်ပေါ့နော်တွေ့ကြည့်ပြီးတော့တခါတဲ့အာမျက်လုံးထဲမှာရှင်ဟာစဉ်းစားရအောင်ပေါ့နော်တခါတဲ့တွေ့ပြီးကြည့်သွားပါအော်ပြမစာကြောင်းပေါ့နော်ဝါတာရှိဝါယာကီနီခုကစကီတက်ဆာအဲဆိုလို့ရှိရင်အာ ပေါ့တော်တော်များကအာဘာဒီနေရာမှာဘာလေးမှတ်တတ်ကြလဲဆိုတော့မြန်မာလိုစဉ်းစားပြီးတော့ဂျပန်လိုစာကြောင်းဖွဲ့တာပေါ့เนาะအဲ့တော့နောင်းကိုကြိုက်တယ်အသားခင်ကိုကြိုက်တယ်ဆိုရင်ဝိုးရီဆိုပြီးတော့ပြောကြလေးရှိရပေါ့เนาะအာဒီဝိုးကိုဒီမှာမသုံးမဲနဲ့ဒီစုခိတက်ဆိုတဲ့အုံတော့ဘာနဲ့တွေ့သုံးလဲဆိုရင်ခအလီနဲ့တွေ့သုံးလဲဆိုတာကိုမှတ်ထားလိုက်မယ်ဆိုလို့ရှိရင်ကိုဒီစာကြောင်းဖွဲ့ရတဲ့အခါမှာအာဒီဟာလေးကိုမမှန်ကန်ကန်သုံးနိုင်မယ်ပေါ့เนาะဝါတာရှိဝနာခိနီယာကီနီကူကစုခိတက်အသားခင်ကိုကြိုက်တယ် ။နော်။နေရုမရင်ဒီဘန်ကျော်စရုခုတ်တော့ကဒိုင်းစခိဒက်ဆ။အာကြိုက်တယ်စခိဒက်ဆဒိုင်းလေးဒါအိုခီဆိုတဲ့ခန်းစီလေးခန်းစီသိမယ်ဆိုလို့ရှင်ဒါ N5 ခန်းစီထဲမှာပါတယ်နော်။ဒီအိုခီကလေ။ဒီအိုခီဆိုတဲ့ခန်းစီလေးဆိုဒိုင်းစခိဆိုလို့ရှင်အရန်ကြိုက်တယ်ဖြစ်သွားတယ်။သူကအတိပယ်စခိကိုမှသာများတယ်ဆိုတဲ့စကားလုံးနဲ့ဆက်လိုက် big ပေါ့နော်။ဆောင်းနဲ့ဆက်လိုက်တော့အတိပယ်ကကြတော့အရန်ကြိုက်တယ်ဖြစ်သွားတယ်ဒိုင်းစခိဒက်ဆ။ဘာအောင်ကြိုက်တာလဲ။ဘန်ကျော်စရုခုတ်တော့တကယ်လို့ဒီဘန်ကျော်စရုဒါလေးကိုပဲသုံးမယ်ဆိုလို့ရှင် မန်ကျော်စရူကိုပဲသုံးမယ်ဆိုရင်ဒါလေးက buffly အာ study လုပ်တယ်ပေါ့နော်အာလုပ်သီးဆိုရဲစာလုပ်သည်လီလာသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့သူ့ noun form ပြောင်းကျင်တဲ့အခါကျတော့ခိုတိုလေးထည့်လိုက်တယ်စာလုပ်ချင်းပေါ့ ဆောက်လုပ်ခြင်းဖြစ်သွားတယ်ဆောက်လုပ်ခြင်းကိုကြိုက်တယ်ပေါ့နော်အဲ့တော့နေရုမအဲဆိုတာကတော့မအိတ်ခင်နဲ့နေရုဆိုတာအိတ်တာနေရုမအဲဆိုတာမအဲဆိုတာတခုခုမလုတ်ခင်ပေါ့နော်အဲ့တော့နေရုမအဲဆိုတာမအိတ်ခင်မှာစားလို့ရတာကိုကြိုက်တယ်တဲ့နော်နောက်တစ်ခါဝါတာရှိဝါခါရိုက်ထားပဲမလို့ကခီရိုက်တက်စ်တဲ့ဒီမှာကျတော့စုခီတက်စ်မဟုတ်ပဲနဲ့ခီရိုက်တက်စ်ကိုသုံးပြထားတာတမင်အဲ့တော့ကြိုက်တယ်မှာမဟုတ်ဘူးမကြိုက်ဘူးမုန်းတယ်ဆိုရဲစကယ်လုံးမှာလဲအဲဒီခါလေးနဲ့တွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်ဝါတာရှိဝါခီရိုက်ထားပဲမလို့ကစုခီတက်စ်အဲ့တော့ဆက်တဲ့အစားအသောက်တွေကိုမုန်းနေတယ် အစတာနောင်းကစကီတဲ့ဆိုရဲတောင်းတောင်းပုံစံပေါ့နော်အစနောက်ညွှန်ကြည့်အောင်နောင်းကဂျောဆုတက်ဆိုတော်တယ်အော်ဒီမှာလည်းလိုရဲတော်တယ်နဲ့ညံ့တယ်နဲ့နှစ်မျိုးတုံးလို့ရတယ်ဒါလေးလဲဂနဲ့တုံးတယ်ပေါ့နော်အော်မြန်မာလိုဆိုရင်တော့ရေ အော်ဒီ particle တွေမထည့်ဘူးကလေမြမလေးပြောလို့ကျွန်မလည်းဆောင်မှာရေကူးတာတော်တယ်အဲသူကစတော်တယ်ရေကူးတာတော်ဟင်းချက်တာတော်တယ်စသည်ဖြင့်အဲ့လိုမျိုးပြောတာနော်ဟင်းချက်တာတော်တယ်ဆိုတော့ဟင်းချက်တီဆိုရဟောမြမစကားကြောင့်ဟင်းချက်တာတော်တယ်ဖြစ်သွားတယ်ရေကူးတီကရေကူးတာတော်တယ်ဖြစ်သွားတယ်အဲ့တော့ကစာကြတော့နောင်းနေတဲ့တန်းတုံနဲ့စာတော်တယ်ဖြစ်သွားတယ်ပေါ့နော်အာစာကိုတော်တယ်လို့စာမာတော်တယ်ရေကူးတာမာတော်တယ်မှာ particle ထည့်ပြီးပြောစေစံတော့မှားလေးထည့်ရမှာပေါ့နောင်းမာတော်တယ်ပေါ့နော် ဒါပေမဲ့ဒီကျတော့တကယ် conversation ပြောရင်တော့အာစာလောက်တာမှာတော်တယ်ရေကူးတာမှာတော်တယ်ဆိုတော့မှားကြီးမထက်တော့ရေကူးတာတော်တယ်စာလောက်တာတော်တယ်ဟင်းချက်တာတော်တယ်စသည်ဖြစ်ပဲပြောတာပေါ့နော်ဒါပေမဲ့ဂျပန်စကားမှာတော့ဒီ jaw suit ဆိုတဲ့စကားလုံးသုံးတော့တုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့ရှီကဂါလေး particle လေးနဲ့တွဲပြီးတော့သုံးတယ်ပေါ့နော် water shiwa ego က jaw suit ဆိုတဲ့ ego ego ဆိုတာအင်္ဂလိပ်စာအင်္ဂလိပ်စာတော်တယ်တကယ်လို့ဂျပန်စာတော်တဲ့ဆိုရင် water shiwa nihongo က jaw suit ဆို တကယ်လို့ကိုရီးယားဘာသာစကားတော်ရယ်စင်ကိုရီးယားစကားခန်းကိုကူကောလို့ပြောတော့ဗတာရှိဝါခန်းကိုကူကောကကြောဆိုတဲ့စင်တကယ်လို့တေဥစာတော်ရယ်စင်ဗတာရှိဝါချူကောကူကောကစကီတဲ့အာချူကောကူကောကကြောဆိုတဲ့ပေါ့နော်ဆိုပြပြောကြောဆိုအခန်းကြီးလေးကိုကြည့်မယ်ဆိုလို့ရှိရင်ခန်းကြီးလေးရတာဥယ်ဆိုတဲ့ခန်းကြီးအပေါ်ဆိုတဲ့ခန်းကြီးလေးဒါလေးကတော့လက်ကလေးပေါ့နော်တဲ့ဒါလက်လက်ဟုတ်တဲ့ skill ကိုပြတယ် ခံစီလဲဟုတ်တော့ဗောနော်အဲ့တော့ jaw suit ဆက်ကကတာတော်တယ် head out ဆက်စကလုံးကြော်ပြီးတော့ဒီအောက်ကိုကြည့်လိုက်မယ်ဆိုရင်ဒါ sheet ဆိုတဲ့ခံစီအောက်ဆိုတဲ့စကလုံးနဲ့ let ဆိုတဲ့ခံစီဗော skill ဆိုတဲ့ခံစီဗောနော်အဲ့တော့ဒါဆိုလို့ရှင်ဒါညံ့နေဆိုတဲ့အဓိပ္ပယ်ဖြစ်သွားတယ်ဗောအဲ့တော့ခံစီမြာတိရဲ့လူကဒီမှာ queen နဲ့မှာ hiragana နဲ့တွဲဖက်မယ် water ရှိပါ air yo က jaw suit ဆက်နော်အင်္ဂလိပ်စာတော်တယ်ပါဠိနဲ့သုံးထားလဲဆိုရင် air go ကနဲ့သုံးထားတယ်အဲ့တော့ကိုကြောင်းကိုပြောနေလို့ဒီမှာ subject ဒီ water shower ဆိုထည့်ထားတယ်တကယ်လို့မှာအာ ကိုပြောနေတဲ့ခိုင်းဝါရမှာပေါ့နော်ဒီ conversation ထဲမှာအဲခဏခဏကို့အကြောင်းကိုပဲတခြားပြောနေရဆိုတော့ခဏခဏ subject ကိုညွှန်းစရာမလိုဘူးကျမကကျမကကျွန်တော်ကကျွန်တော်ကစသဖြင့်စာကြောင်းတိုင်းမှာ subject ကိုထည့်စရာမလိုဘူးဆိုတဲ့အခါမျိုးမှာမြန်မာစကားနဲ့အတူတူပဲကျတော့ subject ကိုဖုတ်ဖြုတ်ပြီးတော့ဒီကျန်တဲ့ဟာကိုပဲပြောလို့ရတယ်ပေါ့နော်။နောက်ရမရာဆန်ကအွန်တန်ကကြောဆူတက်ဆာရမရာဆန်ဒီပါတော်လဲ အာကောင်းမောင်းတာတော်တယ်နော်အွန်တန်ကကြော်စုတဲ့ဆိုတာကောင်းမောင်းတာကောင်းမောင်းခြင်းအွန်တန်လို့ပဲတခါတည်းပြောတဲ့အခါကျတော့အာဒီနောင်းအနေနဲ့တခါတည်းတိုင်တော့ထည့်လိုက်တယ်ပေါ့နော်ကယမနာဆံမှာဥတကဟဲတတဲ့ဆိုတချင်းဆိုတာညံ့နေဥတဆိုတာမှတချင်းပဲတချင်းဆိုရဲဆိုရဲဘက်ကဥတကိုဥတအိုးဆိုတာဖြစ်တယ် ဲ့တော့တကယ်လို့ဒီဆဲတော့ဒီမှာဥတောဥတောခုတ်တော်ကဟဲတာဒတ်ဆိုပြတော့အရှိပြောရင်လည်းရတယ်ဒါပေမဲ့အဲဒီဆဲတော့စကားပြောတဲ့ခါဆိုအလွယ်ပေါ့နော်တဘောကြကြဥတောဥတောခုတ်တော်ဆိုပြတော့အဲ့လိုမျိုးကြီးအရှိပြောမနေတော့သချင်းညံ့လဲဆိုတော့သချင်းဆိုတာညံ့တာကိုပြောတာပေါ့နော်ဥတောကဟဲတာဒတ်ဆိုပြီးတော့အသုံးလိုက်လို့ရတယ်တခါတယ်ပေါ့နော်အဲ့တော့ဒါကတော်တယ်ညံ့တယ်ဆိုတော့အဲဟာနောက်တစ်ခါဒါကစကီတဆာပြသွားရင်နော်အော်ဒါဆိုရင်နောက်တစ်ခါ grammar လေးကိုကြည့်အောင် နားလဲတယ်ဆိုဖြစ်သွားမယ်နော်ဟိုနောင်းကဝါကာရီမှာဆိုမြန်မာလိုကြတော့နောင်းကိုနားလဲတယ်ပေါ့နော်ဒီအရာကိုနားလဲတယ်လို့ပြောတာဂျပန်စကားနားလဲတယ်အင်္ဂလိပ်စာနားလဲတယ်ဆိုတဲ့ဖြစ်ပြောတာပေါ့နော်အဲ့တော့ဒီမှာဖွဲ့ပေးထားတဲ့စာကြောင်းကဝါတာရှိဝါနီဟွန်ဂိုကဝါကာရီမှာဆိုဂျပန်စကားကိုနားလဲပြောချင်တာဂျပန်စကားရတယ်ယာမာဒါဆန်ဝါမြန်မာဂိုကချော့တိုဝါကာရီမှာဆိုချော့တိုဆိုနည်းနည်းတော့နားလဲတယ်နည်းနည်းလို့ပြောတာပေါ့နော်ယာမာဒါဆန်ဝါမြန်မာဂိုကချော့တိုဝါကာရီမှာဆို နောက်တာနာကဆန်တာနာကဆန်ကမြန်မာကောကဝါကာရီမဆန်ဝါကာရီမဆန်သုံးလို့ရတယ်လို့ပဲဝါကာရီမဆန်နားမလည်ဘူးလို့သုံးလို့လည်းရတယ်နော်နောက်တစ်ခါပိုင်ဆိုင်တယ်အာရီမဆိုရှိတယ်ပိုင်ဆိုင်တယ်မိုရီဆန်ကအိုခါနဲကအာရီမဆိုဆိုမိုရီဆန်အိုခါနဲကအာရီမဆိုပတ်စံရှိရဲဆိုတာအဲမြန်မာလိုမျိုးပဲသူကပတ်စံရှိရဲဆိုရင်ပတ်စံဟို ဟိုဘယ်လိုပတ်စံတရက်နှစ်ရက်အဲ့လိုမရှက်ပြောင်းမို့ပတ်စံချမ်းသာတယ်ဆိုအဲ့ဒီဘက်နဲ့ပြောရလေအဲအဲ့လိုမျိုးအသုံးတော့ဟာဂျပန်စကားမှာလည်းအတူတူပဲသုံးနေရတယ်။အိုခါနဲကအာရီမာဆန်အပတ်စံရှိရပေါ့နော်။အဲပုံမှန်အသုံးတော့အဲပတ်စံရှိမို့ပတ်စံရှိလားပတ်စံရှိရအဲအဲ့လိုမျိုးဟာလည်းရတယ်။နောက်တော့ကျအဲ့လိုမျိုးဖန်နေအဲ့လိုဒီဘက်မျိုးမဟုတ်ဘဲနဲ့သူကပတ်စံရှိရဆိုပတ်စံအများကြီးရှိရသူမှာပတ်စံချမ်းသာတယ်ဆိုအဲ့ဒီဘက်မျိုးနဲ့သုံးရင်းလည်းရတယ်။နောက်တစ်ခုကကျတော့အိုခါနဲကမိုချီမာဆိုတာနောက်ပိုင်းဆိုင်တွေ့လိမ့်မယ်ပေါ့နော်။အဲ့ဒါတော့အာရီမာဆန်နဲ့ပတ်စံတော့ချက်ဒီမှာမပြောတော့ဘူးပေါ့နော်။ အဲ့ဥကနဲ့ကမချင်မဆိုလဲချမ်းသာရဆိုတဲ့အဓိပ္ပာယ်ပဲဒီမှာတော့ RM grammar ပြောနေတဲ့အကြောင်းအချိန်ဖြစ်လို့မဆိုင်နာရလေပါလာမှာဆိုလို့ကျဲအဲ့ဒါကိုထဲမပြောတော့ဘူး။နောက်ရာကုစုကုက RM ဆရာကုစုကုဆိုတာဂရိကဝတ်လည်းဟုတ်တယ်ချိန်ထားတာလည်းဟုတ်တယ်ချိန်ချက်လည်းဟုတ်တယ်ဂရိကဝတ်လည်းဟုတ်တယ်အဲ့တော့ဒီမှာရာကုစုကုက RM ဆိုညသောအဖြစ်ကတော့မချိန်ထားတာရှိရဲဆိုတဲ့ဟာပေါ့နော်ပေါ်ပါပြောတဲ့အခါကျရင်ချိန်ထားတာရှိရဲ လို့ပြောတာ။နောက်ယောဂိကအားရမှာဆိုကိစ္စရှိရယ်။ဂျပန်မှာတစ်ခါဆိုခွင့်နေပါးတိုင်းနေရို့ကတခုခုလှုပ်ဆောင်ရှိလို့ရှင်အဲ့အကြောင်းညာဘာလဲဆိုတာသိစိတ်ပြောစရာမလိုဘူး။ယောဂိကအားရမှာဆိုပြောတာ ਨੇ ပြောလို့ရတယ်။အရင်အသေးစိတ်ပြောလို့ရှင်လေကိုယ့်ရဲ့ personal ကိုအရင်သူများကိုပြောတဲ့လူအဖြစ်နဲ့မြင်ရတယ်ပေါ့နော်။သူတို့တွေရဲ့ယဉ်ကျေးမှုမှာသူတို့ကတိတ်ပြောလို့မရှိတဲ့အခါကျတော့ကိုယ်လည်းမပြောလို့ရတယ်။ကိုပြပြနေကြမှာပြောလဲရပါတယ်ဟိုလူရဲ့တဘာဝသိကျင်ကြတာပေါ့เนาะအဲ့တော့ပြောလဲမမှန်ဖြစ်ဘူးဆိုရဲ့အနေထားရှိတယ် တခါကြတော့လေအရင်ဘလို private ဖြစ်ရမယ့်ကိစ္စအရင်တော့ပြောမိလို့ရှင်မကောင်းတဲ့ဟာမျိုးလည်းရှိရပါတော့အဲ့တော့အရင်သူတို့နဲ့မဆိုင်တဲ့ကိစ္စဆိုလို့ရှင်မအလုပ်ထဲမှာဖြစ်ပေါ့အခုရ private life ကိုကခွင့်ယူမယ်ဘာကြွက်ခွင့်ယူတာလဲမကိုစေရင်သွားကြနာဖြစ်ရင်ဖြစ်မယ်ကိုယောဂရှိရလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကိုကပေါ့နော်တယောက်နဲ့တွေ့ဖို့ချိန်ထားလည်းဖြစ်ရင်ဖြစ်မယ်ဘာကြောင့်ဆိုတော့ပြပြနေစရာမလိုစေရင်သွားမှာမလိုဘာယောဂဖြစ်နေလို့လေဘလို့နေမကောင်းတာလေဘယ်သူနဲ့တွေ့ရမှာမလိုဦးစားနဲ့တွေ့ရမှာမလိုအဲ့ဒါတွေကပြောစရာမလိုကိုယ့်ရဲ့ private တွေပေါ့နော်အဲ့ဒါဆိုရင်အလုပ်ထဲမှာမပြောတော့ကောင်းတာပေါ့သူတို့လည်းပြောလို့မရှိရဲ့ခါမှာ မှာကိုယ်တည်းလည်းအရင်ပြောလို့ရှိရင်ကိုယ့်ရဲ့ private life ကိုအရင်ပြရကြ။ဒါပေမဲ့အချိန်တွေပေါ်မှာလည်းမူတည်တာပေါ့နော်။ကိုယ်တငယ်ချင်းကိုယ်နဲ့အရင်ခင်တဲ့လူသူကလည်းကိုယ်ပြောလို့ရှိရဆိုတော့ကိုယ်ကလည်းဘလို့ဘလို့နဲ့ပြန်ကြတော့ဘယ်သွားမယ်လို့ပြောလို့ရှိရပေါ့။အလိုပြောလို့ရှိရလူမျိုးကိုယ်နဲ့အရင်ခင်တဲ့လူရောကြီးကပဲပြောပြတော့ဘယ်သွားမယ်ဘယ်သွားမလို့လဲလို့မေးလို့ရှိရင်ရောကြီးကပဲတလို့ထပ် ပြောလို့ရှိရင်ကြတော့တော့ဟိုနည်းနည်းဘလို့ခေါ်မလဲကိုက ဒရိုင်းချာကြတာပေါ့နော်တိတ်ပြီးတော့မင်းရင်းနေတဲ့ပုံစံပေါက်တာပေါ့အဲ့လိုမျိုးပဲနဲ့ကိုကမှ boss ကိုကိုကဟိုအလုပ်ခွင့်တိုင်ပြီးတော့ဘယ်တော့မှမလုပ်လို့ပြောတာမျိုးပေါ့ကိုနဲ့တိတ်မတိရဲ့လူကိုဒီတိုင်းပဲတည်င်းပြည့်ရဲ့အနေနဲ့ပြောတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုက bar private ဆိုတာကိုဘာကိစ္စဆိုပြောစရာမလိုခေါင်းစဉ်တက်စရာမလိုဘူးအဲ့လိုမျိုးအချိန်ချင်းမှာ generally ကိစ္စ share ပြောလိုက်လို့ရတယ်ရောကြီးကအားတွေမှာပေါ့နော်တုံးလိုက်လို့ရတယ်အဲ့တော့ဒါကအာနောက်ဆုံးပုံစံနောက်ဆုံးပုံစံတစ်ခုရှိသေးတယ်နော် နောက်ဆုံးပုံစံကကြတော့ desk ကတော့ bath mask mason အာတခုခုအကြောင်းပြချက်ရှိလို့ဒီလိုဒီလိုဖြစ်နေလို့ဒါကိုလုပ်မယ်ဒီလိုဒီလိုဖြစ်နေလို့ဒါကိုမလုပ်ပါဘူးဆိုတော့စာကြောင်းနှစ်ကြောင်းကိုဆက်တဲ့အခါမှာတုံးတဲ့ဟာပေါ့နော်အကြောင်းပြချက်ကိုပေးတဲ့အခါမှာတုံးတာ statement ဒီဒါဖြစ်နေလို့အနောက်က statement statement 2ကိုလုပ်ပါတယ်ရှေ့က statement ဒါဖြစ်နေလို့အနောက်က statement statement 2ကိုမလုပ်ပါဘူးစသဖြင့်ပြောတယ်ပေါ့နော်အာဒီမှာဆိုရင် စိတ်ဝင်စားစရာကောင်းလို့ဒီစာအုပ်ကိုဝယ်မယ်။ဟောစာအုပ်ကိုဝယ်မယ်ဆိုတဲ့စာကြောင်းကတကြောင်စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့စာကြောင်းကတကြောင်ဒါမဲ့ဒါဒီစိတ်ဝင်စားစရာကောင်းတာဒီအကြောင်းဒီအကြောင်းကြောင့်စာအုပ်ကိုဝယ်ခြင်းအကျိုးဖြစ်လာတယ်အကြောင်းနဲ့အကျိုးကိုဆက်တယ်အကြောင်းပြချက်မလို့လို့ဒီမှာဖြစ်တော့ကြောင့်ကြောင့်လို့လို့လို့နဲ့ဆက်မယ်ပေါ့နော်အဲ့တော့ဂျပန်စာကြောင်းကိုကြည့်မယ်ဆိုရင် Omoshiroi desu kara kono hon wo kaimasu ဒီစာအုပ်ကိုဝယ်မယ်ဘာလို့လဲစိတ်ဝင်စားစရာကောင်းလို့ desu kara Omoshiroi ဆိုတဲ့ adjective e adjective လေးနဲ့တုံးထားတယ်နော် ဆာမွီဒက်စ်ကာရမတော်ကိုရှိမဲမှာဆိုဂရင်းဘောက်ကိုပိတ်မယ်ဘာလို့လဲအေးလို့အဒီမှာဆိုလို့ရှိရင်လဲဆာမူအီဆိုတဲ့ e adjective လေးနဲ့သုံးထားတယ်ကျော်ဝါအမဲဒက်စ်ကာရဒဲခါခဲမဆန့်ဒဲခါခဲမဆန့်ဆိုအပြင်မတော်ဘူး go out မလုပ်ပါနော်ဘာဖြစ်လို့လဲမိုးရွာလို့အဲ့တော့မြန်မာလိုဆိုတော့မိုးရွာတယ်ဆိုတော့မိုးကနောင်မိုးရွာတယ်ဆိုရင် buff ဖြစ်သွားတယ်ဂျပန်မှာဆိုရင်တော့ မိုးဆိုပြီးတော့ပဲအဲတန်ပြီးတော့နောင်းအနေနဲ့သုံးလိုက်လို့ရတယ်မြန်မာလိုစီလောင်းပြန်မယ်ဆိုရင်တော့မိုးရတယ်ပေါ့ဒါပေမဲ့ဂျပန်မှာတော့အမေဒက်ဆိုပြီးတော့တန်ပြောလိုက်လို့ရတယ်နောင်းအနေနဲ့ပဲပြောလိုက်ခြင်းအပြင်မိုးရတယ်ဆိုတဲ့ပဲဟာခြုံငုံပြီးတော့ပါပြီးသားကျော်ဝါအမေဒက်ကတော့တဲခါခဲမဆန်ဆိုပါတော့အဲ့ဆိုရင်အနှစ်ပြန်ချုပ်ကြအောင်ပေါ့နော်အဲ့တော့အနှစ်ချုပ်ရမယ်ဆိုရင်တော့အဲဒီဆရိုဒီမှာ chapter 9မှာ unit 9ပေါ့နော် grammar ပုံစံ၅မျိုးကြည့်ရဲ sukides josudes wakarimas ဆိုတဲ့စကားလုံးတွေကိုဂလေးတွေနဲ့တွေ့တော့တယ်သူရဲ့အနက်မှာဘာကိုလဲအထူး ြုခြင်းနဲ့အရာလာမယ်ပေါ့နော်။ဘာကိုကြိုက်တာလဲ။ဘာတော်တာလဲ။ဘာကိုနားလဲရလဲဆိုတော့နောင်နေလာမယ်။ပြီးရင် animals ပေါ့နော်ရှိတယ်။ပိုင်ဆိုင်တယ်။ဘာပိုင်ဆိုင်တာလဲဆိုတော့ဟာကိုလည်းအထူးပြုခြင်းတဲ့အခါမှာအဲဒီ ga particle လေးနဲ့တွဲတော့ပါတယ်။အဒီရှိနေမှာ subject ရှိမယ်ဆိုတော့ subject wa ဘသူဘသူကဒီဟာကိုကြိုက်တယ်ဘသူဘသူကဒီဟာတော်တယ်ပေါ့နော်စသဖြင့်ပြောတယ်နောက်ဆုံးပုံစံကတော့နယ်လေးအရှိလေးခုနဲ့꿰တယ်ခါရဆိုရဲသုံးလုံးလေးအဲ့မှာမှဒီ chapter 9နဲ့မှာဆိုတော့ကျွန်တော်တွေ့သုံးတာဒီ noun adjective တွေနဲ့ကျွန်တော်တွေ့သုံးတယ် noun လေး adjective တွေ noun နေနာမဝိတ္တနာတွေနဲ့ပေါ့အဲ့တော့ dash လေးကိုထည့်ပြီးတော့ရင်းကျရဲ့ပုံစံလေးပြောင်းတယ်ပြီးတော့မှခါရလေးနဲ့ဆက်ပြီးတော့အကြောင်းပြချက်ကိုပေးတယ်ပေးပြီးတော့မှသူ့ရဲ့ result အကျိုးအရပါလဲလုံမဲမလုံဘူးစသဖြင့်ဆိုတာကို action verb ဖြစ်တဲ့ အော် mask လေးနေပေါ့နော် action buffalo mask လေးနေဆက်ပြီးတော့ရင်းကျစ်စစ်လေးပြောတယ်လုတ်ပါမယ်ဆိုရင်အာဟိုမှာစပါမယ်ဆိုရင်ဒါပဲ mask မစပါအောင်ဆိုရင်ဒါပဲ mask ဆန်ပေါ့နော်စသဖြင့် mask mask ဆန်ပုံစံနဲ့ပြောထားတယ်ပေါ့နော်အဲ့တော့ grammar ငါးမျိုးရှိပါတယ်အာဒီ grammar လေးတွေကိုသုံးပြီးတော့စာကြောင်းလေးတွေကိုဖွဲ့ပြီးတော့ comment မှာရေးထားပေးလိုက်ရတယ်ဒါမှမဟုတ်လို့ရှင်တကယ်ရဲ့ Facebook page ပေါ့နော်ဒီ Aozora Japanese Classroom မြန်မာလိုရေးထားတယ် Aozora Japan စာစာသင်ခန်းလိုရေးထားတယ်အဲ့ဒီ page မှာလာပြီးတော့ comment ပေးရင်လည်းရပါတယ် message ပို့ရင်လည်းရပါတယ်စစ်ပေးပါမယ်ဒါဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲ